ေးစလုပ်လှူရှားတဲ့သူတွေကိုနှိတ်ကိုချင်လို့ရှိရင်အဲ့ဒီပုံမာတွေတုံးပြီးတော့လုတ်ခဲတာဖြစ်တယ်လို့ခစ်စနစ်တခုမှာဒီကောင်ကတကယ့်ကိုနာမည်ဆိုးနဲ့ကြော်ကြားခဲ့တဲ့ပုံမာကြီးဖြစ်တယ်အဲ့ဒါကြောင့်မလို့တော့ရှစ်လျှောက်မှာဒါတွေကိုမလုံတင်တော့ဘူးနောက်ပြီးတော့သဘောထားကြီးကြီးနဲ့ပြန်ပြီးတော့ဒါတွေကိုတုံးသက်တဲ့အခုလိုလွတ်တော်ပေါ်လာပြီးဥပဒေပြုရေးပုပ်ကိုရေးချက်ခံထားပြီဆိုလို့ရှိရင်လူတို့ကိုတကယ်မျက်နာမူရယ်ဆိုလို့ရှိရင်လူတို့အတွက်မျက်နာစေမဲ့နိုင်ငံရေးရအမြင်ကွဲပြားစေမဲ့ဒီလိုမျိုးမတရားဖိနှိပ်တဲ့ဥပဒေပုံမှားတွေကဖျက်သိမ်းသင့်နေပြီလို့ယူဆတယ် ။ငါညရမှုပေါ့ဥရိတရားကို ပြတ်ထန်းနေဆိုလို့ရှိရင်ဥရိအသစ်တရားကဥရိအဟောင်းတော့ကိုခိုင်မာမှုမရှိသေးဘူးဆိုတော့ဥရိအဟောင်းကိုတော့ဘယ်ဆိုရမှာဖြတ်ကျင်ကြမှာမဟုတ်သေးဘူး။โอ้เอ็งไงไอ้ซัวแล้วตางาญาเว้ยดิโหล่ะเออถ้าตุ๊ดแล้วตุ๊ดตุ๊ดเนี่ยโดนจมูกด้วยတော့ตุ๊ดท้ามาบ่เออแล้วเว้ยโดนตัวโดนดีบ่ไปมาเว้ย နိုင်ငံရေးသမားတွေဘာပဲလှုပ်လှုပ်နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့လူတွေဘာပဲလှုပ်လှုပ်ပုံမှန်ငါးကြားနဲ့ဖမ်းလို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်နေတယ်အဲ့တော့ဟိုဒီအခုဒီမိုစီကိုရှောင်းလန်းတော့မယ်ဆိုတဲ့အချိန်နေမှာဒါနိုင်ငံသမားတွေကိုဖိနှိပ်ဖို့ဟိုရန်ရတစ်ခုဖြစ်နေတယ် ီရွေးကောက်ပွဲတွေလွှတ်တော်တွေပေါ်လာပြီးတက်တန်းတွေလည်းသွားပြီးဆိုလို့ရှိရင်နိုင်ငံသားတိုင်းဟာနိုင်ငံရေးမှာပါဝင်ရှိသလိုအမခံချက်လည်းပေးရမယ်အဲ့တော့နိုင်ငံသားအခွင့်အရေးကိုရှည်နှန်းတည်မြှောက်ဆောင်ရွက်တဲ့အခါမှာတစ်ဖက်ကနေပြီးတော့ဒီဥပဒေပုံမှန်နဲ့လူသလိုအုပ်ချုပ်ရေးဘက်ကနေပြီးတော့ဖန်စီထိန်းသိမ်းနေတဲ့ကိစ္စတွေဟာလုံးဝဒါဟာလိုက်လို့ညှိတူမှုရှိမရှိဘူးရုပ်တည်လည်းမတန်ဘူးဆိုတော့သတ်တွေ့ရတယ်ခေဟောင်းဥပဒေကိုအကုန်ဖျက်ပြစ်ဖို့သင့်မလားခစ်တဲ့ဥပဒေကိုပဲကျင့်သုံးရမလားဆိုတော့လေ အကုန်ဖြတ်ဖို့လေလိုချင်လိုအပ်တဲ့ဥပဒေမျိုးလည်းရှိမှာပေါ့လေကျင့်သုံးစရာမလိုတဲ့ဥပဒေမျိုးလည်းရှိမှာသို့တော့သို့တော့လေအကုန်မဖြတ်ဘဲနဲ့ရွေးချယ်ပြီးတော့ကျင့်သုံးရမယ့်ဥပဒေမျိုးလည်းရှိတာပဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဗမာပြည်ဟာကိုလိုနီနိုင်ငံဖြစ်ခဲ့တဲ့ဟာပြတော့အင်္ဂလိပ်ရဲ့ဥပဒေစနစ်နဲ့အုပ်ချုပ်ခဲ့တဲ့ဟာတွေကအများကြီးရှိခဲ့တယ်အမေရှိတယ်မလို့ရန်ငယ်ကြီးသမားတယောက်နေတယ်ခင်ဗျာ တရှိတည်ဘူးပေါ့ဗျာဖြည့်ရှင်းပြန်တော့ဒါပေမဲ့သူကတော့မယုတ်မလဲသူ့လိုယုံဘူးအတွက်ပေါ့ဗျာအန်ဒီအတွက်ဒီအနှောက်ရှက်ဖြစ်နိုင်တယ်အန်နယ်ရှိနိုင်တယ်ဆိုတော့တန်သေးရနဲ့တင်ဖန်းစည်းခွင့်ပေးတာဥပဒေဆိုတာအမှန်တော့ပြည့်မှုတစ်ခုတည်းတစုံတရာတစ်ခုကျူးလွန်ပြီးမှသာဟို ဥရေရတက်ရောက်မှုရှိတင်တော့เนาะတန်တရားနဲ့ဖမ်းတယ်ဘာမှလည်းတက်တင်ပြနိုင်မယ်နဲ့ဖမ်းစည်းခွင့်ပေးတဲ့ဥရေရအာဒီဒီမိုစီနဲ့လည်းမကိုက်သေးဘူးလို့နိုင်ငံရေးသမားတွေချင်းချောင်းနေတဲ့ဥရေဖြစ်တဲ့အတွက်အများဆုံးဖြတ်သိမ်းတင်ပါတယ်